ဒီမွေးနေ့မှာဖယားတော့ကြောင်းတပါဒီမွေးနေ့မှာလာဆုံးမဲမဲနာလို့ကျွန်တော်ရေကောဝဲပြီးမင်းရဲ့မွေးနေ့မှာတစရဖန်ကအပိနာဆင်နေကြတယ်ပရိသတ်တွေအားလုံးပဲမင်္ဂလာမနက်ခင်းပါရှင်ပရိသတ်များအားလုံးအတွက်အမတ်တရားနေ့ဆိုတဲ့အစီအစဉ်ကိုတင်ဆက်ပေးအောင်မှာဖြစ်ပါရှင်တစရဖန်ပရိသတ်များရှင်မတ်တရားနေ့အစီအစဉ်ရဲ့ဝင်နေစုတောင်းအစီအစဉ်လေးကနေပြီးတော့ ဒီနေ့ပထမဦးဆုံးအနေနဲ့မွေးနေ့ဆုတောင်းပေးရမယ့်မွေးနေ့ရှင်လေးကတော့ ချင်းပြည်နယ်ကမေချယ်ရီခေါ်မေလီရဲ့မွေးနေ့အတွက်ပဲဖြစ်ပါတယ်။ချင်းပြည်နယ်ကမေချယ်ရီခေါ်မေလီရဲ့24နှစ်ပြည့်မွေးနေ့အတွက်ကိုတော့မတရားကဝေမင်းခန့်တောင်ကြီးကကိုကျော်မိုးပိုင်ချင်းပြည်နယ်ကနှင်းမိုးပွင်မကွေးကငိမ့်စွဲတို့နဲ့အတူတူသစရန်ဖန်စုံစည်းရကတငယ်ချင်းတွေနဲ့နေနေရရကတငယ်ချင်းတွေကပောင်ဝင်စုတောင်းပေးလာပဲဖြစ်ပါရှင်။ဟုတ်ကဲ့ပါရှင်။ပောင်ဝင်စုတောင်းခြင်းနဲ့အတူစုတောင်းစကားလေးလည်းပြောပြထားပါသေးတယ်။စုတောင်းစကားလေးကတော့မွေးနေ့မှာပျော်ရွှင်ပါစေ။ဖခင်တခင်ကောင်းချီးပေးပါစေ။ရန်내ချစ်ပါတယ်ဆိုပြီးတော့ တောင်းစကားလေးနဲ့အတူအမှားစကားလေးပါထားပါပဲဖြစ်ပါရှင်။ ဟုတ်ကဲ့ပါရှင်ဒီနေ့ရဲ့မတရားနေ့စီစဉ်ရဲ့ဝင်နေ့စီစဉ်မှာထမှန်မြောက်ဆူတောင်းပြရမယ့်ဝင်နေ့ရှင်ကတော့ဝလက်မာနေတဲ့မိုးမမပဲဖြစ်ပါတယ်မမိုးမမရဲ့28နှစ်ပြည့်ဝင်နေ့အတွက်ကိုတော့ချင်းပြည်နယ်ကမေလီနှင်းမိုးပွင်မြကြီးနာကကျွကျစုနတ်တီလင်းခိုင်ခိုင်ဝင်းလိုင်လိုင်ဝင်းနွယ်လင်းသူခင်ခိုင်ဝက်လာစံမြတ်သူနန်းစင်ထွေမိုးမြင့်သူမမယာအေးခိုင်ရှင်ရင်အေးနဲ့ချင်းအားတငယ်ချင်းတွေကပအဝင်ဆူတောင်းပြလာပဲဖြစ်ပါရှင် ုတ်ကဲ့ပါရှင်ဒီနေ့ရဲ့မွေးနေ့ဆူတောင်းစီစဉ်လေးမှာထပ်မံမြောက်ဆူတောင်းပြရမယ့်မွေးနေ့ရှင်လေးကတော့ပသိင်္ဂကိုမင်းသူဟန်ပဲဖြစ်ပါတယ်ပသိင်္ဂကိုမင်းသူဟန်ရဲ့22နှစ်ပြည့်မွေးနေ့အတွက်ကိုတော့ပိုကြီးနေလင်းဦးပိုကြီးကျော်စွာနဲ့ပိုကြီးခန့်စရာဖြူပိုကြီးသူရအောင်ပိုကြီးသူရင်ဝင်ပိုကြီးမင်းခတ်အောင်ပိုကြီးအောင်ဖြူကျော်ပိုကြီးအောင်စင်နိုင်နဲ့မအီအောင်မဆက်မြတ်သူမခက်ခက်ခိုင်မကြောင့်လီမမီသူမနန်းသူစာနဲ့တငယ်ချင်းတွေကပါဝင်ဆုတောင်းပေးလာပဲဖြစ်ပါရှင် ဒဇယံဖန်ပြိသက်တွေအားလုံးကိုမတ်တရားနေ့စီစဉ်ရဲ့ချက်ချင်းစီစဉ်ကားနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်။ ရိသတ်များရှင်ဒီနေ့မတရားနေ့စီစဉ်ရဲ့ချက်ချင်းစီစဉ်လေးမှာပါဝင်လာတဲ့သူတွေကတော့ရန်ကုန်ကကိုတီဟဖြူနဲ့မတ်တင်လဲတို့ပဲဖြစ်ပါရင်သူတို့ကတော့ရန်ကုန်ကကိုခန့်ကိုကိုထွန်းနဲ့မတ်စုပြေးဆောင်ကျော်တို့ရဲ့စစ်သူတပ်တန်းတနစ်ပြေးအတွက်ပါဝင်တောင်းဆိုလာပဲဖြစ်ပါရှင် သစဉ်ပရိသတ်များရှင်မတရားနေစီစဉ်ကိုတော့ချောတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ရှင်ပရိသတ်ကြီးကမတရားနေစီစဉ်ကနေပြီးတော့ဝင်နေရှင်နေနဲ့အတူတူစစ်သူဆုံးတွဲမင်္ဂလာစနေမောင်နေအားလုံးအတွက်ကိုစုမော်စကားလေးတွေတောင်းပေးခြင်းနေဆိုရင်တော့သစဉ်ဖန်ရဲ့ဖုန်းနံပါတ်ဖြစ်တဲ့3936391639ကိုနေ့စဉ်နေ့လယ်7:00နာရီကနေ12:00နာရီအတွင်းမှာ မိမိတောင်းဆိုပေးခြင်းနဲ့နေရာမတိုင်ခင်၃ရက်ကြိုတင်ပြီးတောင်းဆိုပေးရမှာဖြစ်ပါတယ်။တစရန်ဖန်ရဲ့ဖုန်းနံပါတ်ဖြစ်တဲ့3936391639နဲ့အတူတူတစရန်ဖန်ရဲ့ Entertainment YouTube Channel မှာလည်းကွန်မန့်လေးနဲ့အတူပါဝင်တောင်းဆိုနိုင်ပါတယ်ဆိုတာအသိပေးရင်းနဲ့ပရိသတ်တွေအားလုံးကိုဒီနေ့အမှတ်တရနေ့အစီအစဉ်ကနေနှုတ်ဆက်လိုက်ပါရှင်။